အလုံးမဲမင်္ဂလာပါဒီကလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ YouTube channel keyword ထည့်တဲ့နည်းလမ်းလေးပေါ့နော်အဲကျွန်တော် sharing လုပ်ပေးမယ်ပရမယကတော့ကျွန်တော် YouTube channel နည်းစနစ်ကြကြအဖွင့်ပုံဖွင့်ပြီးပေါ့နော် verify လုပ်တဲ့နည်းအဲကျွန်တော်တင်ပေးထားတာရှိတယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့မိတ်ဆွေကဝင်ကြည့်လိုက်အဲ့ဒီဗီဒီယိုမကြည့်ဘဲနဲ့ဒီနေရာမှာဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေနားလဲမှာမဟုတ်ဘူး YouTube channel ဖွင့်ပြီးအဲကျွန်တော် verify လုပ်တဲ့နည်းကိုတင်ပေးထားတာရှိတယ်ပေါ့နော်အဲ့ဒီပုံကိုကြည့်ပြီးမှအဲ့ဒီဗီဒီယိုကိုလာကြည့်မှကျွန်တော်ရဲ့မိတ်ဆွေနားလဲသဘောပေါက်မှာပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒီနေ့တော့ဒါ keyword ထည့်တဲ့နေပေါ့เนาะ setting chain နဲ့ link လေးကို share လုပ်ပေးမယ်โอเคဒါဆိုရင်ကျွန်တော်တို့က YouTube channel setting မချိန်ခင်ပေါ့เนาะကျွန်တော်ရဲ့မြင်ကအဓိကလိုအပ်တာဒီ app ကလေးတစ်ခုကိုဒါ Play Store မှာသွားပြီးတော့ download ဆွဲဖို့လိုသေးတယ်ပေါ့เนาะ Windy Story တို့ရေးလိုက်ပေါ့เนาะအဒီ Play Store မှာသွားပြီးတော့ကျွန်တော်ရဲ့မြင်ကဒီတိုင်းရိုက်ရှာလိုက် Windy Story ပေါ့เนาะဒါဆိုရင် तू ကဒီမှာအပေါ်ကပေါ်နေပေါ့เนาะ Windy Story ကိုပေါ့เนาะဟာ तू ကဒီမှာပေါ်နေတယ် အပေါ်နေတဲ့ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီ app လေးကိုဒါသူကတော့ YouTube Story ပေါ့နော်ဒီလိုမျိုးအရှိဆိုရင်တော့ Okay ဒီတိုင်းလေးရေးပြီးတော့ဒီတိုင်းရှာလိုက်ဒီ app လေးကိုဒါကျွန်တော်ရေးမရှိက install တင်လိုက်အတင်ပြီး open နှိပ်လိုက်အနှိပ်ပြီးဒီမှာ YouTube channel ဖွင့်ထားတဲ့ YouTube channel ကိုအကြီးမင်းဒီမှာချိန်ပေးထားလိုက်ပေါ့နော်အဒါမှပဲအရှိမဝင်တဲ့ခါကျရင်သူကအဆင်ပြေတာပေါ့နော် Okay ဒါဆိုရင်ဒီ app လေးကဒါဒီ app လေးမှာဒါကျွန်တော်ရေးမရှိက YouTube channel ဖွင့်ထားတဲ့အကြီးမင်းကိုချိန်လိုက်အချိန်ပြီးသွားပြီဆိုရင်ဒါဆိုရင် Chrome ကိုသွားမယ် keyword ချိန်မယ်ပေါ့နော် โอเคဒါတော့အရှိပိုင်းရောက်နေတာဗောနော်ကျွန်တော်ရှင်းလိုက်မယ်ထင်တာမျိုးသာဖြစ်သွားအောင်နော်โอเคဒါဆိုရင်ခရုံးဝင်လိုက်ဝင်လိုက်ရင်ဒီမှာကျွန်တော်က YouTube channel ဖွင့်ထားတဲ့ဂျီမင်းကိုဒီမှာချိန်လိုက်တကယ်လို့လွယ်နေတယ်ဆိုတော့ပြောင်းလိုက်ပါတော့ဒီ AD ကိုနှိပ်ပြီးတော့ YouTube channel ဖွင့်ထားတဲ့ဂျီမင်းချိန်လိုက်အဲချိန်လိုက်ဆိုရင်ပေါ်လာမယ်ပေါ်လာမယ်ဆိုရင်အောက်မှာ YouTube ဆိုတာလေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်โอเคနှိပ်လိုက်ရင်ဒီလိုမျိုးပေါ်နေဒါကတော့ကျွန်တော်ကတော့ browser ထဲတခါတည်းကျွန်တော် desktop site ပြောင်းထားတဲ့ဖြစ်တဲ့ဒီလိုမျိုးပေါ်နေတာမဟုတ်တချို့မိတ်ဆွေကြာဒီတိုင်းပေါ်မှာမဟုတ်ဘူးအကွက်ကြီးပေါ်နေမယ် အကွက်ကြီးပေါ်နေမှာဆိုရင်အဲ့ဒီအဆက်ကလေး30အဲကျွန်တော်များပြတဲ့နေရာလေးကိုချက်ကြည့်နော်ဖုန်းနဲ့ဆိုတော့နည်းနည်းမြင်ဝင်းကျင်းနေတယ်အဲ့ဒီအဆက်ကလေး30စီနေတဲ့နေရာလေးကိုချက်နှိပ်အဲနှိပ်ပြီးတော့ဒီနေရာမှာဒီ TV ပုံလေးပေါ့နော်အဲဒီ desktop site မှာကျွန်တော်ရဲ့ mission ကတော့အမှန်ချစ်ဖြစ်နေမှာမဟုတ်ဘူးအဒီနေရာမှာအမှန်ချစ်လေးဖြစ်အောင်လာလုပ်ပေးလိုက် okay ဒါဆိုရင်အမှန်ချစ်လေးဖြစ်သွားပြီဆိုရင်ဒီလိုမျိုးကျင်းသွားလိုက်မယ်သူကအဲဒါဒါဆိုရင်ကွန်ပျူတာ site ဖြစ်သွားပြီပေါ့နော်အဲ desktop site ဖြစ်သွားပြီ okay ဒါဆိုရင်ကျွန်တော်ရဲ့ mission ကကျွန်တော်ရဲ့မြားလေးကိုချက်ကြည့်ဒီမှာ profile မဲမဲလေးရှိနေတယ်နော်အဲကျွန်တော်ကတော့တိတ်ပြီးတော့ ဖုန်းကကျွန်တော်ရဲ့ဖုန်းကတိတ်ပြီးတော့မကောင်းတော့တဲ့ကျွန်တော်တားကြီးကျင်းလိုက်ချင်တယ်မလုပ်ပြရတော့ဘူးเนาะအဲနင်းနဲ့အိုင်ကိုစိုက်ပြီးတော့ကျွန်တော်ရဲ့မြားလေးကိုတစ်ချက်ကြည့်ဒီမှာအမလူကောင်းပရိုဖိုင်လေးရှိတယ်နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်โอเคနှိပ်လိုက်ရင်အဲဒီလိုမျိုးပေါ်နေပေါ်နေဆိုရင်ဒီမှာဒီနားမှာပေါ့နော်အဲကျွန်တော်တို့ view your channel ဆိုတာရှိတယ်အဒီနေရာမှာအပြာကြောင်းလေးနဲ့နော်ကျွန်တော်ရဲ့ဖုန်းက zoom in zoom out လောက်ရတိတ်အဆင်မပြေတတ်တော့ဘူးနော်အဲ့ဒီနေရာကအပြာကြောင်းလေးနဲ့ view your channel ဆိုတာအပြာလေးနဲ့ရှိတယ်အဲ့ဒီနေရာလေးကိုနှိပ်လိုက် โอเคနေလိုက်ရင်အဲဒီလိုမျိုးလေးထပ်ပေါ်လာမယ်အထပ်ပေါ်လာမယ်ဆိုရင်အဒါကတော့မနေ့ကကျွန်တော် short လေးနှစ်ခုတင်ထားတာရှိတယ်ဗောနော်အဲကျွန်တော်ရဲ့မရှိဘူးဗီဒီယိုတင်နေလဲကျွန်တော်ပြပေးမယ်တနေ့နေနေဗောနော်โอเคဒါဆိုရင်ဒီမှာအကျွန်တော်များထောက်ထားတဲ့နေရာရှိတယ် customize channel အဒီမှာများထောက်ထားတဲ့နေရာလေးနော်အ customize channel ဆိုတာရှိတယ်အဲ့ဒီနေရာကိုနှိမ့်လိုက်အနှိမ့်လိုက်ရင်အဲတူကဒီနေရာမှာတခါတည်းဗောနော်ဒါကြောင့်အရှိမဒီနေရာကတချို့ကြတော့တန်းမဝင်သွားဘူးနော်အ windy story မှာသွားပြီးတော့ windy story ကို download မဆွဲထားဘူးဆိုရင်တန်းမဝင်ဘူး windy story မှာဒီ youtube channel ဖွင့်ထားတဲ့ gmail မချိတ်ဆက်ထားဘူးဆိုရင်လည်း ဒီလိုမျိုးတန်းဝင်မှာမဟုတ်လဲနေလိုက်မယ်နော်အဲဒါကြောင့်ကျွန်တော်ရှေ့မှာအဲ YD Studio ပေါ့နော် YouTube Studio ကိုသွားပြီးတော့အဲ download ဆွဲဆွဲပြီးတော့ YouTube channel ဖွင့်လာတဲ့ချိန်မှချိန်ထားပါနော်ချိန်ထားမှသူကဒီလိုမျိုးလာကြမှာ Okay လာကြပြီဆိုရင်ဒါလေးကတော့ကျွန်တော်ပရမရက်ကတော့ရှင်းပြပေးတာတော့ရှိတယ်ပေါ့နော်ကပအဲဒီလိုမျိုးကပပို့တိုတွေအချိန်နဲ့နေရတယ်တနေ့နေနဲ့သွားမယ်ပေါ့နော်ဒီနေ့ကတော့ဒါအဓိကလိုအပ်ချက်ဖြစ်တဲ့အဲ keyword ထဲနေပေါ့နော်အဲ setting ချိန်နဲ့နေတချို့ကိုပြပေးမယ်နော်ဗီဒီယိုရမ်းရှင်နဲ့ကြည့်ရပြင်းသွားမယ် Okay ဒါဆိုရင်ကျွန်တော်ရင်းချက်ကဒီနေရာမှာ ကျွန်တော်ရဲ့မြားလေးကိုပဲတစ်ချက်ကြည့်နော်မြင်ကွင်းကတိတ်အဆင်မပြေတဲ့အတွက်ကျွန်တော်ရဲ့ဖုန်းကဇူးရင်ဇူးတော့အဆင်မပြေဘူးနော်ဒါဆိုရင်ကျွန်တော်ရဲ့မြားကိုတစ်ချက်ကြည့်မြားလေးတစ်ချက်ကြည့်ပြီးတော့ဒီအောက်ထောက်လေးမှာရှိတယ်နော်အဲမှာမြားလေးဆင်းလာမယ်နော်အဲထောက်အောက်လေးမှာပင်နီယံပုံလေးရှိတယ်နော်အဲ့ဒီမှာစတင်ပုံပင်နီယံပုံလေးပေါ့နော်အဲ့ဒီပင်နီယံလေးကိုတစ်ချက်နှိပ်လိုက်โอเคနှိပ်လိုက်ရင်အဲသူကဒီလိုမျိုးကြာလာမယ်ကြာလာမယ်ဆိုရင်ဒီနေရာကကျွန်တော်နည်းနည်းလေးဖြဲပြလိုက်မယ်โอเคအဲ့ဒီတိုင်းလေးကြာလာတယ်ကြာလာတယ်ဆိုရင်ဒီနေရာမှာကဒီ generator ဖြစ်နေတဲ့ဒီနေရာမှာဒေါ်လာပဲထားပါဘောနော် အဒေါ်လာထားလိုက်ရတဲ့ခိုင်းပတ်ထားလိုက်ရဒေါ်လာထားလိုက်ပေါ့နော်โอเคဒါဆိုရင်ဒေါ်လာထားရမယ်ဒါဆိုရင်ဒီဘက်က channel ဆိုတာလေးမှ channel ပြီးတော့ဒုတိယအကြောင်းပေါ့နော်အဲကျွန်တော်အဲ1နှစ်3နှစ်နဲ့ပဲပြောမယ်နော်မြင်ကွင်းရနည်းနည်းကျင်းနေတယ်ကွအဲဒုအဲ1နှစ်အကြောင်းပေါ့နော်အဲ1နှစ်အကြောင်းလေးကိုတစ်ချက်နှိမ့်လိုက်အနှိမ့်လိုက်ရင်အဲသူကဒီလိုမျိုးလေးပေါ်လာမယ်အဲဒီမှာကျွန်တော် keyword ထည့်ဖို့ပေါ့နော်အဲဒီမှာမြင်လားမသိဘူးနော် keyword ဆိုတာโอเคဒါဆိုရင် keyword မထည့်ခင်ဒီအဲကျွန်တော်တို့ business info ပေါ့နော်1နှစ်3ဒီ3ချက်ရှိတယ်နော်အဲဘုန်းကလည်းကျင်းမရတော့ဖြစ်နေတယ် ။ Okay ဒါဆိုရင်ဒီ1နဲ့3ဒီ basic မှာဒီနေရာမှာကတော့တချို့အဲဘာမှမထားဘဲနဲ့တော့မနေနဲ့နော်မြန်မာတွေပါလေမထားထားနဲ့နော်။အဲဒီနေရာမှာ Thailand ဆိုတာထားလိုက်။အဲကျွန်တော်ရေးမချက်ကတော့ကြိုက်တဲ့နိုင်ငံတစ်ခုထားလိုက်ပါနော်။အဲဒီနေရာကိုနှိပ်အနှိပ်ပြီးတော့အဲကျွန်တော်ကနေမှာ Thailand ထားထားတယ်ပေါ့နော်။အဲမြန်မာတော့မထားလာနဲ့ပေါ့နော်။ Okay ဒါဆိုရင်ဒီမှာ Thailand ဖြစ်သွားပြီပေါ့နော်။ Okay ဒီနေရာလေးကဒါကျွန်တော်ရေးဖုန်းကတိတ်ပြီးတော့ကျင်းကျဲလောက်ကတိတ်အဆင်မပြေဘူးပေါ့နော်အဲဒါဆိုရင်ထိုင်းလန်းတွေမှာထားထားတယ်အထားထားပြီးဆိုရင်ဒါအောက်က keyword ဆိုတာရှိတယ်နော်အဲဒီအောက်ကအကွက်ထဲကိုပေါ့နော်ဒါကျွန်တော်တို့ keyword ထည့်ရေးမယ် အဲကိဝကဘလောက်ထိရေးလို့ရလဲဆိုရင်အဲသူကလည်းကိဝကအများကြီးရေးလို့ရတယ်ဗျ။ Okay ဒါဆိုရင်ကျွန်တော်ကိဝရင်ထည့်မယ်။အဲထည့်ဖို့အတွက်အကိဝဆိုတဲ့နေရာလေးလက်လေးနဲ့ထိလိုက်။အဲထိလိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့အဲ channel ရဲ့ကိဝပေါ့နော်။အဲဒါဆိုရင်ကျွန်တော်ရဲ့ channel name ကိုကျွန်တော်ရဲ့အဲဒီနေရာမှာကတော့ဆေးရမရှိဘူးနော်။ကျွန်တော်ရဲ့မရှိခါကြိုက်တယ်လို့မျိုးရေး။အတီကိဝတွေထည့်လို့ပေါက်သွားတာလို့ဖြစ်ဖြစ်သွားတာမဟုတ်ဘူးနော်။အစဉ်ပြေနဲ့ပေါက်သွားဒါကမှဖြစ်မနေထည့်ရမှာပေါ့နော်။အတီကြတော့မဟုတ်ဘူး။အဲဒီနေရာမှာဆေးရမရှိဘူးကျွန်တော် ကျွန်တော်လောက်ထားမှမှန်တယ်မှားတယ်မဟုတ်ဘူးเนาะကျွန်တော်ရဲ့မိတ်ဆွေအရှင်ပြေတို့တဲ့โอเคဒါဆိုရင်ကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာကိုယ့်ရဲ့ channel ကဘယ်လိုမျိုးចောင်းရိုက်တင်တဲ့ channel လဲရည်စရာဟာတာလားအစားလားတခြင်းလားမျိုးတိုင်းမျိုးပေါ့เนาะကိုမန်နေတဲ့ဗီဒီယိုမှမူတည်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာဖြေရမယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကအဓိကတော့ကိုယ့်ရဲ့ channel name မျိုးအရင်ပေးလိုက်အဲကျွန်တော်ရဲ့ channel name ကအောင်အောင်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီလိုမျိုးလေးတစ်ချက်ပေးလိုက်မယ် AU Inji အောင် AU Inji အောင်ဒါကကျွန်တော်ရဲ့ channel name ဖြစ်တဲ့အတွက်ကျွန်တော်ဒီလိုမျိုးလေးပေါ့เนาะ အောင်ဆိုတာပေးလိုက်မယ်ပေးလိုက်ပြီးရင်အဲကျွန်တော်မြန်လေးတစ်ချက်ကြီးကီးဘုတ်ကတော့မြန်လေးထွက်နေတချို့ကြောက်တယ်အန်တာပေါ့နော်အဲကောက်နေတာလေးပေါ့နော်ဒါဆိုရင်အဲ့ဒီနေရာလေးတစ်ချက်နေနေရင်အဲတူကဒီလိုမျိုး keyword တစ်ခုကြာသွားပြီအဲတကယ်လို့ keyword ကကျွန်တော်ရဲ့ YouTube ချက်ပေါ့မှာပေါ့နော်အောင်လို့ရေးလိုက်ရင်ဒါကျွန်တော်ရဲ့နာမည်ကြာပေးမယ်ပေါ့နော်အဲကျွန်တော်ရဲ့ channel လာပြပေးမယ်အဲနောက်တစ်ချက်ကကျွန်တော်ရဲ့ channel ကနီးပညာ channel ဖြစ်တဲ့တော့အဲကျွန်တော်ဒီလိုမျိုးရေးလိုက်မယ်အဲဒီအဲတခြားရေးမယ်ပေါ့နော်အဲဒါအစုံတိုင်းရေးမယ်နော်ဒီနေရာကအရှိအဟိဆိုရင် အဲကျွန်တော်ရေးပြနေအရှိအဖြစ်မှာကျတော့ဒီနေရာမှာကျွန်တော်ဗီဒီယိုလေးကိုတစ်ချက်ရက်ပြီးတော့ကျွန်တော်ထည့်ပြီးမှပြန်ပြမယ်ပေါ့နော်။ Okay ဒီနေရာမှာအဲဒီလိုမျိုးထည့်မယ်ပေါ့နော်။အဲဒီမှာကြည့်လိုက်အဲကျွန်တော်ကတော့နီးပညာ channel ဖြစ်တဲ့အတွက်အဲကျွန်တော်ရဲ့ channel name အောင်ထည့်တဲ့ technology တက်အောင်ဒါလိုမျိုးပေါ့နော်။ကျွန်တော်ရင်းမရှိကကိုဖန်တီးတဲ့ဗီဒီယိုနဲ့အဲကိုက်ညီတဲ့ပေါ့နော်။အဲဥမာအစားတလိုက်ဆိုတဲ့စားမယ်ဝါမယ်ပေါ့တချင်းဆိုရင်လည်းဘာတချင်းညာတချင်းပေါ့နော်အဆိုတော်ကြီးနာမည်တွေလည်းလိုက်ထည့်လို့ရတယ် အဲမျိုးကြီးလေးပြအငေတာမျိုးတွေပေါ့နော်ဒါကကျွန်တော်ကနမူနာအနေနဲ့ပဲအခုနိပညာ channel ဆိုငွေရှာနီပတ်စံရှာနီအကောက်ပွင့်နီတစ်တော်မငွေရှာနီအ YouTube channel ပွင့်နီငွေရှာနီဒါမျိုးတွေပေါ့နော်ရှောက်ရေးမယ်အရေးတူကအလုံးမဘလောက်တိရေးလို့ရတယ်ဒီဘက်တောက်လေးမှမြင်လားမသိဘူးနော်အလုံး900တိရေးလို့ရတယ်နော်အခုကျွန်တော်ရေးထားတာက90နဲ့တလုံးပဲရှိသေးတယ်အကျွန်တော်ရေးမရှိတော့ကအလုံး900တိပေါ့နော်အကျွန်တော်ကနိပညာ channel ဖြစ်တဲ့တော့ပေါ့နော်အဲဒီလိုမျိုးပေါ့အငွေရှာနီအကောက်ပွင့်နီပတ်စံရှာနီဘာလုံးနီညာလုံးနီပေါ့နော်အလုံး900ပြည့်အောင်လောက်ရေးလိုက် โอเครีบิวาบีบ่เนาะฮะถ้าก็จนเราอาศัยมีบ่เดี๋ยวเราเว้ยบ่เนาะโอเคถ้าส่วนเราอลงง่ารีบิวาบีเอ่อปี้ดวาบีส่วนดิบักก็เช็คก็เราปรมาเอ่อ channel พ่นนี่มาเตชะชิ้นปะไปท่าเราบ่เนาะเอ่อดิแลจ้องก็เราด่าเราวิดีโอดิตินในเฉยมาเว้ยยื้อเฉยพี่แล้วใส่ใจตัดหมัดพี่แล้วเต็มเลยบ่เนาะวิดีโอตินในนี่จ้ะเองเราดิ3แจกก็แทบพี่แล้วเหมี่ยวไปเลยบ่เนาะถ้าส่วนดิบักก็เช็คบ่เนาะดิบักก็เช็คก็เราด่าเอ่อ verify หลุดได้นี่บ่เนาะดิ verify หลุดได้นี่ก็เราเอ่อดิกองก็บลาวซอกไล่ได้เลยสรุป အဲ15မိနစ်လောက်ဆောက်လိုက်တော့သူကစိမ့်သွားတယ်ပေါ့နော်အဲဒီနေရာကဒီ၃ချက်ကလည်းဒီလိုမျိုးစိမ့်အောင်လုပ်ပေးရမယ်နော်အဲဒါကြောင့်ကျွန်တော်နံပါတ်1 YouTube channel ဖွင့်ကြီးကိုကျွန်တော်ရေးမစက်ကအခြေခံသဘောတရားနေသွားကြည့်အဲ YouTube channel ကိုသွားမကြည့်ပဲဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်ရေးမစက်ကအခန်းနှစ်ကိုလာကြည့်သလိုပြတဲ့တော့ပေါ့နော်အဲကျွန်တော်ရေးမစက်နားလည်းမှာမဟုတ်ဘူးဒါကြောင့်အဲ့မှာသွားကြည့်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီမှာအဲဒီဥစ္စာပေါ့နော် basic info မှာဒါဆိုရင်ကျွန်တော် keyword ထည့်လိုက်ပြီးသွားပြီပေါ့နော်အဲဖုန်းကတိတ်အစစ်မပြတဲ့ပြတဲ့တော့ကနည်းနည်းလေးအာရုံစိုက်ပြီးတော့ကြည့်ပြီပါနော် အကီဝက်ထဲမှာကီဝက်ကအလုံး900ဒီထည့်လို့ရတယ်ဗောနော်။ Okay ထည့်လို့ပြီးသွားပြီဆိုရင်ဒီဘက်ကကျွန်တော်များတော့တစ်ချက်ကြည့်ဒီဘက်လေးပြန်လာမယ်နော်။အဲဒီမှာထည့်ပြီးသွားပြီဆိုရင်အဲဒီဘက်၃ချက်ကလည်းကျွန်တော်ပြပေးထားပြီးသွားပြီဗောနော်။အဲဒါဆိုရင် channel ပြီးသွားရင်အဲဒီဘက်က upload ဆိုတတိယကြောင်းဗောနော်။အဲတစ်ချက်ကြည့်နော်တတိယကြောင်း။အဲတတိယကြောင်းလေးကိုတစ်ချက်နှိပ်။ Okay တတိယကြောင်းတစ်ချက်နှိပ်ရင်အဲဒီမှာဒီလိုမျိုးဓမ္မ basic info နဲ့အဲကျွန်တော်တို့ advanced setting ဆိုတာရှိတယ်ဗောနော်။အတစ်နဲ့နှိပ်ဗောနော်။ Okay ဒါဆိုရင်အပေါ်ကအဲကျွန်တော် Thailand တိုက်တယ်ကတော့ရေးစရာမလိုဘူး။အဲသူကတော့ အဗီဒီယိုတင်မပဲရေးလို့ရတယ်နော်အဓိကကတော့ကျွန်တော်တို့ဒီမှာ discussion မှာတော့နည်းနည်းလေးအကျွန်တော်ရေးမစကဒီလိုမျိုးလိုက်ရေးလဲပေါ့နော်အကျွန်တော်ကတော့အကျွန်တော်ရဲ့ channel ကနီးပညာ channel ဖြစ်တဲ့အတွက်ဒီလိုမျိုးလေးပေါ့နော် intro လေးပေါ့နော်နည်းနည်းရေးလိုက်ပြီနော် okay ဒီတိုင်းလေးပေါ့နော်ဒါကျွန်တော်အောင်းအောင်းနီးပညာ YouTube channel မှာအကျိုးဆိုပါ යි ပြီးတော့ရင်ဒီအောက်ကအန်တာပေါ့နော်မြားကောက်လေးကိုတစ်ချက်နှိပ်မယ်အနှိပ်ပြီးတော့ဒါကတော့ကျွန်တော်ရေးမစကတော့လက်ဟောင်ရေးပေါ့နော်ဒါကျွန်တော်ကနမူနာပြပေးဒီတိုင်းလေးထည့်မယ်ဒါ intro လေးပေါ့နော်အမင်္ဂလာပါအောင်းအောင်းနီးပညာ channel မှာအကျိုးဆိုပါ යි ပြီးတော့ရင် ဒါ hashtag လေးနည်းနည်းထည့်မယ်ဒါကျွန်တော်ကနီးပညာ channel ဖြစ်တဲ့အတွက် hashtag လေးနည်းနည်းထည့်မယ်ပေါ့နော်အဲ့ဒီနေရာမှာဒီလိုမျိုးလေး hashtag ထည့်မယ်အဲဥပမာကျွန်တော်ကနီးပညာ channel ဖြစ်တဲ့အတွက်နီးပညာပေါ့နော်အဲ့ဒီတိုင်းလေးရေးလိုက်မယ်နီးပညာ okay နီးပညာရေးပြီးပြီရေးပြီးပြီဆိုရင်အောက်ကဒီ keyboard ကမြားလေးနဲ့ပေါ့နော် enter လေးနဲ့အောက်တစ်ချက်ခောက်မယ်အဲပြီးတော့ရင်ကျွန်တော်ကအင်္ဂလိပ်လိုလေးတစ်ချက်ရေးလိုက်မယ်ပေါ့နော်အဲဒီလိုမျိုးလေး D E C A အဲဒီတိုင်းလေးပေါ့နော် เทคโนโลยีบ่เนาะเอ่อยีไล่มั้ยยีพี่หิงทีนี้อ่ะก็เลยดูမျိုးนี้แท้ยีไล่มั้ยเปียเอ่อ T E C H เอ่อแตกบ่เนาะโอเคဒီไลน์นี้ยีพี่တော့เอ่อဒီနေရာမှာကနောက်တစ်ချက်เอ่ออ냐ကြီးอ냐ကြီးတော့ဒီနေရာမှာ hashtag နဲ့ยีလို့မကောင်းဘူးဗောเนาะเอ่อ5ခုလောက်ยีကျွန်တော်ကတော့3ခုပဲยีมั้ยအများဆုံးကတော့3ခုမဟုတ်ရင်5ခုဗောเนาะเอ่อဒီလောက်ဝယ်ยีมั้ยยีပြီးသွားပြီဆိုရင်เอ่อဒီတိုင်းလေးဗောเนาะအဲဒါဆိုရင်ကျွန်တော်ရဲ့ဖုန်းကလည်းเอ่อစွဲတင်ရတဲ့အသေးအစင်ပြေပြီးဖြစ်နေဒီတိုင်းလေးဗောเนาะ โอเคဒါဆိုရင်ဒီတတရအဒီနေမှာကတော့ရပြီပေါ့နော်၃ခုဒီနေရာကဒီမျိုး hashtag နဲ့ကတော့အများကြီးထည့်လို့မကောင်းဘူးเนาะအဲ၃ခုလောက်ထည့်နောက်နေ့ရကြရင်တော့ကျွန်တော် link နေချိတ်တဲ့နီးပေါ့နော်အတနေ့နည်းနည်းသွားမယ်เนาะအသားရှည်သွားနေကြည့်ရပြင်းသွားမယ်အဲဒီနေ့တော့အခြေခံလိုအပ်တဲ့ချက်လေးတွေပေါ့နော်အဲကျွန်တော် share နေလုပ်ပေးမယ်ပေါ့နော်โอเคဒါဆိုရင် तू ကလည်းဘယ်လောက်ထိရေးလို့ရလဲဆိုတော့သူ့မှာကတော့အများကြီးရေးလို့ရတဲ့ဘက်မှာအလုံးပေါင်း9000လေးရေးလို့ရတယ်เนาะ အဲကျွန်တော်ထည့်ထားတာက80နဲ့လေးလုံးပဲရှိသေးတယ်ဒီနေရာမှာလင့်နေရောပါလေအကုန်လုံးချိန်လို့ရတယ်မနော်အတနည်းနည်းနည်းပြပေးမယ်အဲအခုလိုမျိုး hashtag နဲ့သုံးတဲ့ဟာလေးတွေကတော့ကျွန်တော်ကတော့နည်းနည်းပဲသုံးဖို့အကြံပေးတယ်နော်အဲဒါကျွန်တော်ကျွန်တော်ရဲ့အကြိုက်ကိုပြောတာနော်အသုံးခုမဟုတ်၅ခုဒီလောက်ပဲ hashtag နဲ့အနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဒီလောက်ပဲထည့်မယ်ပေါ့နော်အဲဒါလေးကဒီနေရာတစ်ချက်အဒီနေရာမှာဘ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 ာတော့အချိုးအချောင်းတွေကတော့ကိုယ့် channel အချိုးအချောင်းတွေအဲဒီချိုးဆိုရင်အဲဘယ်လိုပြောမလဲတင်နန်းဆေးရဒါမျိုးတွေပေါ့နော်အများကြီးအလုံး9000လေးရေးလို့ရတယ်နော် အဲကျွန်တော်ရေးတာတော့ခုနှစ်ဆန်းနဲ့လေးလုံးပဲရှိတယ်မိတ်ဆွေကျဲတဲ့လောက်ရေးအဲဒါပေမဲ့ဟက်စရက်သုံးမယ်ဆိုတော့သုံးခုမို့ငါးခုဒီလောက်ပဲသုံးပါเนาะโอเคဒါဆိုရင်ဒီနောက်အောက်အောက်โอเคဒါဆိုရင်ဒီအောက်ကကြောင်းလေးအဲဒီအောက်ကကြောင်းလေးကတခါတည်းဒီနေရာမှာ public တာရိုးရိုးသွားလိုက်ပါအဲ public ပေါ့เนาะအပေါ်ကြောင်းလေး public ထားမယ်โอเคဒါဆိုရင်ကျွန်တော်ဟိုရှေ့မှာထည့်ခဲ့တာ keyword အဲဒါကတက်เนาะဒီအောက်မှာကျွန်တော်နည်းနည်းလေးပြန်ဆွဲပြလိုက်မယ်ဒီမှာတက်ဆိုတာရှိတယ်เนาะအဲဒီအကွက်လေးကိုတစ်ချက်နှိပ်ဒီနေရာမှာတက်ရေးရမယ်တက်ရေးတာကလည်းကျွန်တော် keyword နဲ့တူအောင်ရေးပါเนาะ အဲဥပမာကီးဝတ်မှာပေးခဲ့တယ်လို့မျိုးတက်မှလည်းလာပေးပေါ့နော်အဲကျွန်တော်ရဲ့ကြိုက်ပြောတာနော်အဲကျွန်တော်ကဒီလိုမျိုးပေးလိုက်မယ်အဲကျွန်တော်ရဲ့တက်ကိုကျွန်တော်ကတက်ကိုရေးရင်တော့ကျွန်တော်က hashtag နဲ့ရေးတယ်အဲဒီလိုမျိုးပေါ့နော် hashtag အဲဒါကီးဝတ်မှာကတော့ကျွန်တော် hashtag မသုံးခဲ့ဘူးနော်အဲတက်မှကျတော့ကျွန်တော်ဒါ hashtag သုံးတယ်ဒါကျွန်တော်သုံးနည်းပြောတာနော်အဲတရားတရားနဲ့မတူဒါမစ်အစင်ပြေမထင်တဲ့တိုက်သုံးပေါ့နော်အဲဒီလိုမျိုးကျွန်တော်သုံးတယ် hashtag အောင်းအောင်းပြီးရင်အဲဒီမြားလေးပေါ့နော် enter တစ်ချက်ခေါက်မယ်အဲပြီးသွားရင်ဒီလိုမျိုးပေါ့နော် T E C H တက်ပေါ့နော်အဲပြီးသွားရင်အန်တာအဲ့ဒီနေရာကကျွန်တော်ရမရှိရှောက်ရေးပေါ့နော်ကျွန်တော်ကနီးပညာ channel ဖြစ်တဲ့အတွက်ဒီတိုင်းကျွန်တော်ရေးလိုက်မယ်ဒါကတော့ကျွန်တော်နမူနာလုတ်ပြနေတာပေါ့နော်အန်တာအဲသူ့ကိုလည်းဘယ်လောက်ထိရေးလို့ရလဲဆိုရင်လည်းအဲသူလဲဒီမှာအလုံး900တိရေးလို့ရတယ်အဲကျွန်တော်ရဲ့မိတ်ဆွေရေးပါတော့အဲကျွန်တော်ပြောသလိုပဲအရှိမအဲ keyword မှာပေးခဲ့လို့ဒီတက်မှာလဲလာပေးရင်တူနေတော့ပိုကောင်းတယ်ပေါ့နော် ဥပမာကျွန်တော်ရဲ့မိချက်ကရည်စရာတွေတင်းနေဆိုတဲ့အရည်စရာဟာသဘာညာပေါ့နော်အဒီတိုင်းအလုံး900အထိရေးမယ်အဒီတိုင်းလေးထည့်မယ်ပေါ့နော်အဲကျွန်တော်ကဒါအခြေခံနေနဲ့ထည့်ပြတာပေါ့နော်အဲဒီလောက်ဆိုရင်သဘောပေါက်မယ်နော်โอเคဒါဆိုရင်နည်းနည်းလေးပြန်ကျင်းလိုက်မယ်ကျင်းပြီးသွားပြီဆိုရင်ဒီဘက်ကအဲကျွန်တော်တို့ advanced setting ပေါ့နော် advanced setting ကိုတစ်ချက်သွားလိုက်မယ်အဒီကောင်ကအရေးကြီးတယ်နော်အဒီနေရာလေးမှာတစ်ချက်ကြည့်လိုက်အဲဒီခုနကဒီဘက် basic info ကနေပြီးတော့ဒီဘက် advanced setting ကိုတစ်ချက်လာမယ်အဲလာပြီးတော့အဒီနေရာလေးမှာတစ်ချက်ရွေးရမယ် အရွေးရမယ်ဆိုရင်ဒီအကြောင်းလေးပေါ့နော်အဲ့ဒါကျွန်တော်တို့ standard line စင်မှာ line စင်ပေးမယ်ပေါ့နော်အဒီညာတစ်ချက်ကြည့်အဒီနှစ်ကြောင်းပေါ်လာဒီညာလေးညာလေးကိုတစ်ချက်နှိမ့်လိုက်ရင်အဲ့မှာကြည့်နော်အဒီညာခြုံလေးထွက်နေတယ်ရှိတယ်အဲ့ဒီညာလေးကိုတစ်ချက်နှိမ့်နှိမ့်လိုက်ရင်ဒီဘက်ကဒီနှစ်ကြောင်းလေးပေါ်လာတယ်အဒီနှစ်ကြောင်းကကျွန်တော်ရဲ့ mixer ကအောက်ကြောင်းနဲ့အပေါ်ကြောင်းပေါ့နော်အပေါ်ကြောင်းကကြတော့ကျွန်တော်တို့အမခွင့်ပြုဘူးကျွန်တော်ရဲ့ video ကိုဘယ်သူမှယူသုံးတော့မကြိုက်ဘူးဆိုရင်မခွင့်ပြုဘူးကျွန်တော်ရဲ့ video ယူသုံးတဲ့လူသည် copy ထိမယ်အပေါ်ဆုံးကြောင်းပေါ့နော် အောက်ကကျောင်းကကြတော့ကျွန်တော်ရဲ့ဗီဒီယိုကိုယူသုံးအကုန်လုံးတော့မဟုတ်ဘူးနော်အဲအပိုင်းဖြတ် edit လုပ်ပြီးတော့ယူသုံးဝင်ပြုပါတယ်ဆိုတဲ့သဘောဒါကတော့မိတ်ဆွေစေတနာကောက်ရင်ကောင်းတယ်လို့မျိုးထားအဲဒီအောက်ကကျောင်းထားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေခြားသူတွေကဖြည့်ညက်ကဲလုပ်ပြီးတော့ယူသုံးလို့ရတယ်ပေါ့နော်အဲယူသုံးပါဆိုခွင့်ပြုတာပေါ့နော်ဒါမှမဟုတ်လို့အပေါ်ကျောင်းထားမယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုအတူအထွာအကားစယူသုံးဝင်မပြုပါဘူးဆိုတဲ့သဘောဒါကတော့မိတ်ဆွေကြိုက်တယ်လို့ထားကျွန်တော်ကတော့အပေါ်ကျောင်းထားတယ်โอเคဒီဒီတိုင်းပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ category ကြည့်မယ် အဲဒီဘက်ကပါနော်မြင်ရတာမသိဘူးဗျာဖုန်းနဲ့ဆိုတာတိတ်အဆင်ပြေကွန်ပျူတာနဲ့ဆိုရင်တော့အထင်ထင်ပြပေးရဒီမှာကက်တဂိုရီကက်တဂိုရီကဒီဟာမြားလေးခြုံနေအောက်ဆိုင်နေရှိတယ်နော်အဲသူ့ကိုတစ်ချက်နှိမ့်မယ်ဒီနေရာမှာကျွန်တော်ရင်းချေကအကိုဖန်တီးတဲ့ဗီဒီယိုကဘာလိုက်လဲအနည်းပညာဒါကြတဲ့ဒီနေရာမှာရွေးချယ်လိုက်ပေါ့နော်အဒီနေရာမှာအဲကိုနဲ့ကိုဖန်တီးတဲ့ဗီဒီယိုတစ်ခုကိုအဒီရည်စရာဆိုတော့ဒီမှာပေါ့နော်အဒါတစ်ခုရွေးချယ်တယ်ကျွန်တော်ကတော့နီးပညာ channel ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ how to style ပေါ့နော်ဒီဟာလို့ဟိုဟာလို့ဆိုတော့အဲ ောင်းလို့ဆရာနဲ့ကျွန်တော်သွားမယ်အကျွန်တော်ရေးမရှိကဒီနေ့မှာကိုတင်တဲ့ဗီဒီယိုတွေနဲ့ကိုက်ညီတာတွေတခုကိုရွေးချယ်လိုက်အဲဒီကလေးလို့တင်ထားလို့လူမကြည့်ဘူးဆိုတော့လာပြန်ချိန်လို့ရတာပေါ့နော်အဲဒါဆိုရင်ကျွန်တော်က how to style ကိုထားလိုက်မယ်โอเคဒါဆိုရင်ကျွန်တော် how to style ပေါ့နော်အဲကျွန်တော်ရဲ့ category အမေဆွေရဲ့ရည်စရာဆိုတဲ့ enrayment ပေါ့နော်အဲတိုက်ထားပေါ့နော်ဒါမဲ့ဆိုအစီအပြေတာထက်ပေါ့နော်ဒီနေရာတွေကတော့ကျွန်တော်အတိအကျပြောနေတာတော့မဟုတ်ဘူးပေါ့နော်အစီအပြေတာတစ်ခု၍ language လဲဒါကျွန်တော်ရဲ့မရှိကမြန်မာပေးသွားလဲရတယ်ဗျအဲ့ဒီ language ဆိုတဲ့နေရာလေးပေါ့နော်ဗီဒီယို language ကိုနှိပ် ဖုန်းကလည်းနှိပ်တာတော့မသွားချင်ဘူး။ Okay ဒီနေရာလေးကအဲ့ဒီမှာဘာမီလေးပေါ့နော်။ဘာမီဆိုတာလေးကိုကျွန်တော်ထားလိုက်မယ်။ Okay ဒီမှာဘာမီဖြစ်သွားပြီပေါ့နော်။အဲဒီအောက်ကတော့ကျွန်တော်ရဲ့မရွှေကအစင်ပြေလိုထားလို့ရတယ်ဗာမီထားလဲရတယ်အင်္ဂလိပ်ထားလဲရတယ်ပေါ့နော်အဲကြက်တက်ကျွန်တော်ကတော့ဗာမီပဲထားလိုက်မယ်နော်အဲကျွန်တော်ကျွန်တော်ထားနေပေါ့နော်အဲကျွန်တော်ကဒီမှာဗာမီထားတယ် okay ဒီတိုင်းထားတယ် command တွေပါလိမ့်တယ်ဖွင့်ထားမယ် okay အားလုံးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်အဲဒီကောင်လည်းပြီးပြီဒီကောင်လည်းပြီးပြီပေါ့နော်အဲဒါဆိုရင်ကျွန်တော် channel မှာလည်းဒီဘက်ကပေါ့နော် အဲ channel မှာလည်းပြီးပြီးအဲ upload ပိုင်းလည်းပြီးပြီးဒီအောက်ကပိုင်းတွေကတော့အဲဒီလောက်ထိတည်းအရေးမကြီးဘောနော်အဲ့ဒါကျွန်တော်အဲဘယ်လိုပဲဖြစ်ဖြစ်ပါဒီလောက်ကဒီဒီနဲ့ချက်လောက်ဆိုရင်တော့ဒါပြည့်စုံပြီပေါ့နော်အဲဒီရောက်ကတိတ်ပြီးအဓိကမကျတဲ့သူအဲကျွန်တော်မလုပ်မပြပေးတော့နော်ဗီဒီယိုရှည်သွားမယ်โอเคဒါလည်းကကိုတတ်မှတ်လို့ပြီးသွားပြီဆိုရင်အဲကျွန်တော်ရဲ့မိတ်ဆွေကဒီစိတ်လေးကိုတစ်ချက်နှိမ့်လိုက်ပေါ့နော်โอเคစိတ်ကိုနှိမ့်လိုက်စိတ်ကိုနှိမ့်လိုက်ပြီဆိုရင်အဲဒါဆိုရင်ဒါပြီးသွားပြီပေါ့နော် အဲကျွန်တော်ရဲမိတ်ဆွေရဲ့ channel မှာ keyword တွေထည့်လုပ်ပြီးသွားပြီနော်တကယ်လို့ဒီ keyword တွေကကြာလားမကြာလားပြန်ကြည့်ချင်နေဆိုရင်လည်းကျွန်တော်များလေးတစ်ချက်ကြည့်အဲဒီမှာ setting ပိုင်းလေးရှိတယ်နော်အ setting ပင်ညာပုံလေးရှိတယ်အဲ့ဒီညာလေးကိုတစ်ချက်ပြန်သွားအဲပြန်သွားပြီးတော့ခဏဆောက်ဆောက်ပြီးတော့ left click နဲ့ဒီညာမှာကတော့ dollar ပဲထားထားထိုင်းဘက်ပဲထားထားပါနော်အဲမြန်မာအွန်လိုင်းတွေပါလေရှောက်မထားနဲ့နော်မြန်မာတွေပါလေတော့ okay ဒါဆိုရင်ဒီညာမှာ channel လေးကိုတစ်ချက်နှိပ်အဲ channel လေးနဲ့အဲဒီမှာ keyword လေးတွေစုံစုံလေးလေးကြာပါပြီနော်အများကြီးတယ်နော်900ဒီထည့်လို့ရတယ်နော်အဲဒီဘက်မှာကျွန်တော်ထည့်ထားတာ90တလုံးပဲရှိသေးတယ် အဲ့ဒါဆိုရင်ဒီမှာကအဒီတိုင်းလေးဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကအဘန်းဆက်တင်ကိုတစ်ချက်သွားမယ်အဒီနေရာကတင်တဲ့နေရာကျန်ထက်ရှင်းပြမယ်အကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီနေရာလေးတွေကလည်းဒါလုံးဝစိတ်နေဖို့လိုတယ်နော်အဒီ၃ချက်ကကျွန်တော်ပြထားပေးပြီးသွားပြီပေါ့နော် channel ဖွင့်နေမှသွားကြည့်မှသိမယ်ဒါကတော့ okay ဒါဆိုရင် channel ပိုင်းပြီးရင်ဒီ upload ပိုင်းအဲ upload ပိုင်းနဲ့ပေါ့နော်ဒါကအတိအကအရေးကြီးဆုံးတစ်ချက်ဖြစ်တဲ့အတွက်လာပြပေးတာပေါ့နော်တနည်းနည်းနဲ့သွားမယ်နော်အဲဒါလေးတွေကိုလည်းဒီနေရာမှာလည်းကျွန်တော်ပြောသလိုပဲအလုံး900ဒီထည့်လို့ရတယ်နော် keyword က အကျွန်တော်ကကီဝတ်ထည့်တဲ့ခါဒီမှာတက်ထည့်တဲ့ခါပေါ့နော်ကီဝတ်တော့မှားသွားတယ် sorry တက်နော်အရှိမကကီဝတ်ဒါကတက်နော်အတက်မှာကတော့ကျွန်တော် hashtag ထည့်တယ်နော်တကယ်တမ်းဒီမှာ hashtag ထည့်ဖို့တော့ချိန်ခဲ့တယ်ပြရင်နေပေါ့နော်အဲတကယ်တမ်းကတော့ကျွန်တော်ရဲ့မရှိဘူးကျွန်တော်ကဒီတက်မှာကတော့ဒီလိုမျိုး hashtag လေးထည့်စေချင်တယ်အကီဝတ်မှာကတော့ hashtag မထည့်လိုက်ပြဿနာမရှိတော့ဒီမှာတော့ကျွန်တော်ထည့်ဖို့ချိန်ရခဲ့တယ်ပေါ့နော်အဲဒါကတော့ကျွန်တော်နမူနာပြပေးနေဖြစ်တဲ့တိတ်ပြဿနာမရှိဘူးနော်ကျွန်တော်လည်းမသုံးပါဘူးဒီ channel ကโอเคဒါဆိုရင်သူကလည်းအလုံး900ကြီးထည့်လို့ရတယ်အဲကျွန်တော်ထည့်တာ20နဲ့နှလုံးပဲရှိသေးတယ်ပေါ့နော်အဓိကဒီအချက်ကအရေးကြီးတဲ့အတွက် လာပြပေးတာဗောနော်ကြာလာမကြာတာတချို့ကြောက်လဲမကြမှာကြောက်တယ်တော့ဗောနော်โอเคအားလုံးပြီးတဲ့ဆိုရင်စိတ်ကိုနှိပ်ဗောနော်ဒါနှိပ်ပြီးတဲ့ကြာနေတာဖြစ်တဲ့ तू ကဒီလင်းမှာမှေးသွားပြီဗောနော်โอเคဒါဆိုရင်ကျွန်တော်ရေးမွှေအဲဒီလောက်ဆိုရင်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်နော်အဲနောက်ရကြရင်တော့ကျွန်တော်ဒီမှာအဲဒီမှာကာပါထဲတဲ့နီးအဲဒီအောက်ကဒီမှာအကွက်လေးမှာလိုဖို့ထဲတဲ့ဒီမှာလင့်နေထဲတဲ့နီးအဲနောက်ရကြရင်နောက်တစ်ပုတ်နဲ့ထပ်ပြပေးမယ်အဲဒီနေ့တော့ဒါ channel မှာ keyword ထဲတဲ့နီးနဲ့တက်ထဲတဲ့နီးလမ်းလေးဗောနော်အဲကျွန်တော် sharing လုပ်ပေးတာပါဟုတ်ကဲ့ပါ ားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရကြရင်ကျွန်တော်ဒီနေရာက link ထည့်တဲ့နေအဲနောက်ခံကာဘာဘုဒ္ဓထည့်တဲ့နေပေါ့နော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ထပ်ပြပေးပါမယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်